တက္ကသိုလ်ကောလိပ်များရဲ့အငယ်တန်းနဲ့အကြီးတန်းကာယဗလမောင်ကာယအလှမယ်ပြိုင်ပွဲကိုရန်ကုန်တက္ကသိုလ်စင်ရတုခန်းမှမှာဇန်နဝါရီ9ရက်နေ့ကနောက်ဆုံးနေ့အဖြစ်ကျင်းပခဲ့ပါတယ်။တတိယအကြိမ်ပြုလုပ်တဲ့တက္ကသိုလ်ကောလိပ်များအဆင့်ကာယဗလနဲ့ကာယအလှပြိုင်ပွဲကိုမန္တလေးမြို့မှာလည်းတပြိုင်တည်းကျင်းပနေပြီးရန်ကုန်မှာတော့ចောင်းသားចောင်းသူနဲ့ဆရာဆရာမတွေတထောင်လောက်တက်ရောက်အားပေးခဲ့ကြပါတယ်။ ရှင်းပိုင်းတစ်ခုမှာမိကြောင်းအောင်မောင်းပြီးတယ်ပြီးတော့ကျွန်တော်ပထမရပထမရရဲ့ပထမကရှင်းပိုင်းဒီဂိမ်းမှာပေါင်းလို့အဲဆက်ပြီးကြည့်ရပို့ပြီးတော့အများကြီးကျိုးတော့ဒီအောက်မြန်မာကဘာလို့တတ်မှတ်ထားတဲ့ငါအစင်ကားတော့ဝင်လာဆုံးလို့ဆိုရင်ထိုင်နေပါလိမ့်ကျန်တယ်ထိုင်နေပါလိမ့်ကျန်တယ်ဆက်ရတယ်ဒီအစားအစာလို့ဆိုရင်ဘယ်လိုပေါ်စားမလဲဆိုတော့ ိုင်းတို့မြန်မာနိုင်ငံတို့ဆိုတာစိတ်ရရရမှာဆိုတော့မြန်မာနိုင်ငံတို့အတိုင်းနဲ့ဆိုင်တာတန်ခံရလို့ထင်တာပဲစိတ်ပိုင်းဆိုင်ရာတန်ခံလို့ဆိုရင်တော့အဲ့လိုတိုင်းဆိုင်ရာတောင်းလို့တော့တန်ခံလို့ထင်တာတိုင်ပွဲဝင်သူတွေဟာအဆင့်မြင့်ပညာဦးစီးဌာနအောက်ကဒီဂရီကောလိပ်ကောလိပ်နဲ့တက်ကတူလေ့ကျင့်ရေးဦးစီးဌာနကအကြောင်းသားအကြောင်းသူတွေဝင်ရောက်ရှင်ပြန်ခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်တို့ဟိုးတုံးတွေကကျွန်တော်တို့ကတော့ ပဲဖြစ်ခင်နေတာကျွန်တော်2060ဆိုစူးစမ်းခဲ့တာပဲဒီအဲ့အချိန်နဲ့ကျွန်တော်တို့ဒီပုံမှဆိုရတဲ့ပုံ2060ကျင်းပခဲ့တာပါပဲအခုလက်ရှိကျွန်တော်တို့ကဟိုနိုင်ငံတော်ကနိုင်ငံတော်အတွက်လုပ်တာပဲလေဒီအချိန်မှပြည်ကျွန်တော်တို့လုပ်ကြတာပဲလေဒီကိစ္စကအခုတကူရေတချောင်းတက်လုံတော့လောက်တာမဟုတ်ဘူးနိုင်ငံတော်မှာဒီလိုကလေးတွေမိလာတယ်ကျွန်တော်တို့ဒီအောက်မှာခင်ဗျာအောက်မြန်မာလို့ပြောခင်ဗျာဒီမှာလည်းဒီဘွေးရအချိန်နဲ့ကျင်းပနေတာအဲ့လိုမျိုးနော်အဲ့တော့ကျွန်တော်တို့ဘာကြီးလဲ ်အဲဒါ changes ဖြစ်တဲ့အချိန်မှာရလဲမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကတာဝန်ရှိတဲ့အားကစားနေနိုင်ငံပုံဆောင်ရမယ်ဆိုတဲ့အတွက်ကြောင့်အားကစားသမားတို့ကျွန်တော်ကတာဝန်နေပြီးတော့ပြီးတော့မိုးထုတ်ပြရတယ်ခုနရေချက်ပြောလို့ပေါ့ပညာလည်းတက်ရမယ်အားကစားလည်းထွက်ထွက်မယ်ဆိုတော့ဒီလိုတက်ဘက်ဆုံးထည့်သွားပြီပေါ့ကလေးတွေကနော်